စ္စအတဲ့အစ္စလမ်သာသနာဝင်ညီနောင်မိတ်ဆွေများခင်များဒီတော့ကျွန်တော်တို့မှာတောင်းဝန်ရှိပါတယ်ကျွန်တော်တို့ဒီတောင်းဝန်ကိုကျွန်တော်တို့တယောက်တိုင်းတယောက်တိုင်းမလို့မနေရတောင်းဝန်လို့ကျွန်တော်တို့ခံယူပါတော့ကျွန်တော်တို့ရဲ့ညီနောင်တွေသူတို့တွေများစွာ အခက်ခဲတဲ့မှာရှိနေတယ်နော်သူတို့ဒီအင်မတန်ဘီအတိဒုက္ခတွေရောက်နေတယ်နော်သူတို့ကျွန်တော်တို့လို့ဒီနေ့စိတ်ချမ်းချမ်းသာသာနဲ့အစ်နေကိုဖြတ်တန်းနိုင်မှာမဟုတ်တိတော့ကြောင့်ကျွန်တော်တို့တွေသူတို့နဲ့ပတ်သက်ပြီးကျွန်တော်တို့လူအားနဲ့နိုင်တဲ့သူတွေလူအားနဲ့ကူညီကြပါငွေအားနဲ့နိုင်တဲ့သူတွေငွေအားနဲ့ကူညီကြပါနော်ဒီတောင်းကိုကျွန်တော်တို့ကိုယ့်ရဲ့နော်မလုံမနေရတောင်းဝန်တစ်ခုလို့ကျွန်တော်တို့ခံယူပါနော်ကျွန်တော်တို့စီမှာအင်တာမတ်ကိုပဲ ်เนาะဒီအတွက်တာဝန်ရှိနေပါတယ် ်အခုကတော့ကျွန်တော်သကိုင်းမျိုးရဲ့ဒီရက်ပတ်ပေါ့နော်နောက်ကဒီဒီရက်ပတ်တစ်ခုကိုရောက်နေတယ်ရက်ပတ်မှတော့မသိဘူးအဲ့ဒီမှာကျွန်တော်တို့ဒီအတင်းပွဲတွေပေါ့နော်အတင်းပွဲတွေကကျွန်တော်ဒီဒိုင်ရန်ရတဲ့လူနာတွေကဈေးုံသွားရင်ဈေးုံသွားရင်လည်းဈေးုံမှာလူတွေကရမ်းများတော့အဲအလင့်မကြဘူးနော်အဲ့လိုမသွားရတဲ့သူတွေရက်ပတ်ထဲမှာဖြစ်တယ်လို့ပဲဈေးနဲ့ခုနေနေတဲ့သူတွေကိုကျွန်တော်တို့ကဒီမဲ့အဲဈေးခုပြရပေါ့နော်ပါရဈေးနဲ့ကျွန်တော်ခုပြပါတယ်လို့နော်ဒီမဲ့ကျွန်တော်ကကျွန်တော်ကကျတော့မြူတွေကိုမသွားတော့ရက်ပတ်ရက်ပတ်ကြတွေကိုပတ်သွားပြီးတော့ ရှားဝေးပြည်စေကုသအနေနဲ့လုပ်ပေးပါတယ်လို့เนาะဒါကျွန်တော်တို့အဖွဲ့ကြီးလုပ်နေပါတယ်ဟုတ်ကဲ့ပါအဲပြောချင်တာကတော့ကျွန်တော်တို့မျိုးပေါ်မှာပဲအဲကဲသေးဘွဲတွေမပတ်ဘဲနဲ့ចောင်းជူးចောင်းကြားတွေမှာလည်းပတ်တင်ပါတယ်သခိုင်းမျိုးကကျွန်တော်အထင်ပြောရရင်တော့ကျွန်တော်ကတစ်မျိုးလုံးပတ်ပြီးတော့50 50လောက်ကပြည့်စုံသွားတာ50 50လောက်ပြည့်စုံသွားတာဆိုတော့ဒီရက်ွက်ထဲမှာလည်းတော်တော်လေးကိုပြည့်စုံတယ်အဲကြောင့်ရက်ွက်ထဲကိုသွားပါမိန်းမော်မှာလူတွေများနေပါတယ်ပေါ့เนาะကိုကအဖွဲအင်အားတောင်းနေဆိုရင်အဲ့လိုကျွန်တော်အဖွဲကိုဖွဲပြီးတော့ရက်ွက်ထဲမှာလည်းလိုက်ပြီးတော့ကုသပေးလိုက်ပါ တာလို့เนาะဘာလို့ဆိုတော့ဈေးုံဈေးကန်းတွေကအခုချိန်မှာအဲမသွားရရတာရလူတွေရမ်းများတာဖြစ်လို့ပါတယ်เนาะတက်ဝက်ထဲမှာတော့တကယ်ကျိုးကြီးကျိုးတာပေါ့เนาะကျိုးတာလည်းပုံးပဲ့တာတွေတော်တော်များပါအဲအဲ့လိုဟာလေးလုပ်ပြပါဘူးเนาะငလင်တန်တင့်နေပေမဲ့လိုအပ်တဲ့ကာကွယ်ရေးဆက်လုပ်မယ်လို့စစ်ကောင်းဆောင်ပြောလိုအပ်တဲ့ကာကွယ်ရေးလုပ်ငန်းတွေဆက်လုပ်မယ်လို့မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဧပြီလတရက်မှာထုတ်ပြောလာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့အနေနဲ့လက်ရှိမှာတိုက်ပွဲပေါ်ဆောင်နေတာမရှိပေမဲ့စုဖွဲ့လေးချင်းပြင်ဆင်တာတွေလုပ်နေတာကိုသိရှိရပြီးဒါဟာတိုက်ခိုက်တာပဲဖြစ်တယ်လို့သူကပြောပါတယ်မနေ့ဧပြီတရက်တုန်းကနေပြည်တော်မှာပြုလုပ်တဲ့မြန်မာစီးပွားရေးလုပ်ငန်းရှင်အများစုတက်တဲ့ငလင်ဘေးဒဏ်တင့်ပြည်သူတွေအတွက်အလူငွေပေးအပ်ပွဲခမ်းနားမှာပြောခဲ့တာပါ။မြောက်ပိုင်းညီနောင်၃ဖွဲ့ဖြစ်တဲ့ကိုကန့်တက် NNDAA တအောင်တက် TNLA နဲ့အာရခတ်တက်တော့ AA တို့ကတော့အင်အားပြင်းကလင်တန်တဲ့ပြည်သူတွေကိုထိထိရောက်ရောက်ကူညီနိုင်ဖို့ခုခံကာကွယ်တာက လွယ်လို့တလားတာတစ်ဖက်သက်အပြစ်ခတ်ရက်စဲတဲ့အကြောင်းမင်းညပိုင်းမှာသတင်းထုတ်ပြန်ပါတယ် နှစ်ပတ်တာပြည့်ရက်မယ်လို့ကြေညာထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပတ်သက်ပြီးလည်းနိုင်ငံရေးလမ်းစဉ်ကိုမရွေးချယ်ထားတာကြောင့်စစ်ကောင်စီတဲ့အနေနဲ့ချမှတ်ထားတဲ့လုပ်ငန်းစဉ်အတိုင်းဆက်လုပ်မယ်လို့ထည့်ပြောပါတယ်။တစ်ဖက်သက်အပြည့်ရက်မယ်လို့ကြေညာထားတဲ့ကိုကန့်တက်ဟာတူထိန်ချုံနယ်မြေတွေမှာငလင်ဘေးဒဏ်တင့်ပြည်သူတွေအတွက်အလူငွေကောက်ခံနေတယ်လို့တောင်းတက်ကလည်းတရုတ်နိုင်ငံချက်ချီနီအတင်းလိုရသွားနိုင်ဖို့အတွက်ကူညီပေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ မနေ့တုန်းကတရုတ်နိုင်ငံချက်ချီနီအတင်းရဲ့ထောက်ပံ့ရေးပစ္စည်းတွေတည်ဆောင်လာတဲ့ယင်ကိုစီကိုရှမ်းပြည်နယ်နောင်ချုံမြို့နယ်အုံမတီးရွာအနီးမှာစစ်ကောင်စီတပ်ကပစ်ခတ်ခဲ့တယ်လို့တအောင်တပ်ကဆွဆွဲထုတ်ပြန်ထားပြီးစစ်ကောင်စီတပ်ဘက်ကတော့ဒီနေ့မနက်ပိုင်းအထိတစုံတရာထုတ်ပြန်ပြောတာမတွေ့ရသေးပါဘူး။တကြီးလေးတောင့်နေတဲ့မြောင်များစွာသောဘာသာတူတူတွေကဘာသာမတူတူတွေကဒီငလင်ရဲ့ဓမ္မခံစားကြရတယ်။ဒီတော့ကျွန်တော်တို့ဒီအားလုံး ကျွန်တော်တို့နဲ့အတူတူနေနေတဲ့နိုင်ငံသူနိုင်ငံသားကျွန်တော်တို့ရဲ့ညီနောင်တမီတဲ့နေတရေတဲ့တောင်းနေတဲ့သူတွေအားလုံးအားလုံးဘာသာတူတူမတူတူအားလုံးကိုကူညီပေးဖို့ကျွန်တော်တို့မှာတောင်းဝန်ရှိပါတယ်။အဲ့ဒီလိုကူညီခြင်းဟာလည်းပဲသာသနာ့ကကျွန်တော်တို့ကိုညွှန်ကြားထားတဲ့တောင်းဝန်တမန်တော်ဆလ္လာလာဟူအလိုင်စလမ်တို့တင်ပြသခဲ့တဲ့တောင်းဝန်ဖြစ်ပါတယ်။တမန်တော်ကြီးဆလ္လာလာဟူအလိုင်စလမ်မဒီနာရှိမြို့တော်ကို ရောက်တဲ့အခါမှာမကမာဘိကတ်တစ်ခုဖြစ်ခဲ့တယ်ဒီတော့တမရမဆလောဆမ်နဲ့ဆွာဘာဒီအင်တန်ချက်သေးနေတဲ့ဂျာရေကရှိရင်းကနားရကိုစူဆောင်းပြီးတော့မကာရှင်မြို့တော်ကိုတမရမဆလောဆမ်ပို့ပြီးတော့မှုခဲ့တယ်အမှန်တကယ်အဲ့ဒီအချိန်မကာမှာရှိတဲ့သူတွေကကိုတော့ရဲ့မိတ်ဆွေတွေမဟုတ်ဆိုလိုတာကကိုတော့ကိုအငယ်ပြန်ရှာနေတဲ့သူနိုင်ခက်စီးနေလောက်ခဲ့တဲ့သူ ဒီတိုင်းမဲ့မဒီနာကိုအနည်းငယ်တိုက်ခိုက်ဖို့လာနေတဲ့သူသူပြိမဲ့လေတမန်တော်ဆလ္လာလာအလัยဟ်စလမ်ဟာကဗီဒုက္ခခံလာနေရတဲ့အချိန်ရန်သူဖြစ်နေပါစေတမန်တော်ဆလ္လာလာဆံကူညီတော်မူခဲ့တယ်တမန်တော်ရဲ့တတိပဲတမန်တော်ရဲ့အရှိမာ ိုအပ်ချက်ရှိတဲ့သူတယောက်ယောက်ရောက်လာပြီးဆိုရင်တမန်တော်ပထွန်းမှကောင်းခါပြီးပြန်လွတ်လိုက်တယ်ဆိုတာမရှိဘူးတမန်တော်ဆလလာအလိုင်ဆမ်မိမိမှာရှိရင်ရှိတဲ့ဥစ္စာတမန်တော်ပြီးလိုက်တယ်မရှိရင်တပါးသူစီကတမန်တော်ဆလလာဆမ်ချီးငှားပြီးတော့တမန်တော်ကူညီတော်မူလိုက်တယ်တမန်တော်ဆလလာအလိုင်ဆမ်အမိရှိထားတယ်ငါကိုယ်တော်ကိုချီးနဲ့အားနည်းတဲ့သူတွေရဲ့ဈာမှာအတင်တို့ရှာကြပါအတင်တို့ကိုအလရှင်မြတ်က အဲ့ဒီချိနဲ့အားနေတဲ့သူတွေကိုအကြောင်းခံပြီးအလတ်ကူးကြီးနေတာအဲ့ဒီချိနဲ့အားနေတဲ့သူတွေကိုအကြောင်းခံပြီးအသင်တို့ကိုအလတ်ရှင်ဒူစီရိတ်ခါချင်းမြင့်နေတာဆိုပြီးတော့တမန်တော်မဆလလာဟူအလัยဆလမ်အမိရှိထားပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့မိတ်ဆွေတွေမှာအများကြီးဒီလိုလူရှိတယ်အလတ်တော်ဖစ်ပြီးထားတယ်ပြီးနိုင်ကန်းနိုင်ကျူတန်းနိုင်တယ်တော့ဒီတိုင်းပဲဆွေမျိုးသားချင်းတွေ ်ဘဝင်းကျင်ကသူတွေကိုကြည့်ရှုနိုင်တဲ့ ကျွန်တော်တို့ဘတော်မှဒီလိုမထင်နဲ့ငါချမ်းသာလို့ငါပြည်လေလို့သူတို့ကငါပေးနိုင်ကမ်းနိုင်နေတယ်လို့ဘတော်မှအဲ့ဒီလိုမထင်နဲ့သူတို့ကိုပေးနေကမ်းနေလို့အလန်ငါကိုပြည်လေမှုပေးထားတာကျွန်တော်တို့အဲ့ဒီလိုပဲတမကတမနမဆလောက်ဆံအဲ့ဒီလိုအမေ့ရှိထားတယ်ကျွန်တော်တို့ချမ်းသာလို့ကျွန်တော်တို့ပြည်လေလို့ကျွန်တော်တို့သူတို့ကိုကူညီနိုင်တာမဟုတ်သူတို့ကိုကူညီနေလို့သူတို့ကိုအကြောင်းခံပြီးအလန်ကျွန်တော်တို့ကိုပြည်လေမှုအလန်ချစ်မြတ်ထားတာ လေးစားတဲ့မိစီနီလောင်းများခင်များဘုခါရီချမ်းမာရီဝဲတခုရှိတယ်ဗနီအစ္စရာအီလ်ခေကပြည်တစားအမျိုးသမီးတယောက်ကရင်ငက်နေတဲ့ခွေးလေးတကောင်ကိုဒုက္ခခံပြီးတော့သူရင်ရင်းကရှိကိုယူပြီးတော့ရှိတိုက်လိုက်တယ်အလရှင်အဲ့ဒီအမျိုးသမီးကိုမဖေရက်လုပ်လိုက်တယ်လူငင်းချန်သာဝင်ချင်းနေလိုက်တယ်ဒီတော့ကျွန်တော်တို့ကြည့်ကြည့်တော့ခွေးတကောင်ကိုကိုကြီးလိုက်တဲ့အပေါ်မှာတော့ ပြိတ္တစာအမျိုးသမီးသူ့ရဲ့ကုနာမဖြစ်သွားတယ်သူ့ကိုအလာမဖြစ်တဲ့ချင်းမြစ်လိုက်တယ်ဆိုလို့ရှင်ဒုက္ခရောက်နေတဲ့လူတွေကိုကျွန်တော်တို့ကူညီလိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ကိုအလာဘလောက်နဲ့တတ်သွားမလဲကျွန်တော်တို့ကိုအလာရှင်ဘလောက်တော်မှချင်းမြစ်မှုတွေပြုလုပ်တော်မူမလဲမွတ်စလင်ချမ်းပါရီဝဲတခုရှိတယ်တမန်မကြီးဆလ္လာလဟ်အလัยဟိဆလမ်အလေးရှိတယ်မန်ယက်ဆရာအလာမုခစီလင်း ခက်ခဲနေတဲ့သူကိုဘသူဟာလွယ်ကူမှုရရှိအောင်လုပ်ပေးနိုင်မလဲ yassarallahu alayhi fid dunya wal akhirah ဒုနီယာမှာကောအာခိရတ်မှာကောအလ္လာရှင်မြတ်ကသူ့ကိုပြန်ပြီးလွယ်ကူမှုတွေချိန်မြတ်တော်မူလိုက်နိုင်မယ်လိစာတဲ့အစ္စလာမ်သာသနာဝင်ညီနောင်မိတ်ဆွေများခင်များဒီတော့ကျွန်တော်တို့မှာတောင်းဝန်ရှိပါတယ်ကျွန်တော်တို့ဒီတောင်းဝန်ကို ကျွန်တော်တို့တယောက်တိုင်းတယောက်တိုင်းမလို့မနေရတောင်းဝန်လို့ကျွန်တော်တို့ခံယူပါတော့ကျွန်တော်တို့ရဲ့ညီနောင်တွေသူတို့တွေများစွာ အခက်ခဲတွေမှာရှိနေတဲ့နော်သူတို့ဒီအင်မတန်ဘီအတိဒုက္ခတွေရောက်နေတယ်နော်သူတို့ကျွန်တော်တို့လို့ဒီနေ့စိတ်ချမ်းချမ်းသာသာနဲ့အိပ်နေကိုဖြတ်တန်းနိုင်မှာမဟုတ်တိတွက်ကြောင့်ကျွန်တော်တို့တွေသူတို့နဲ့ပတ်သက်ပြီးကျွန်တော်တို့လူအားနဲ့နိုင်တဲ့သူတွေလူအားနဲ့ကူညီကြပါငွေအားနဲ့နိုင်တဲ့သူတွေငွေအားနဲ့ကူညီကြပါနော်ဒီတောင်းကိုကျွန်တော်တို့ကိုယ့်ရဲ့နော်မလုံမနေရတောင်းဝန်တစ်ခုလို့ကျွန်တော်တို့ခံယူပါနော်ကျွန်တော်တို့စီမှာအင်တာမတ်ကိုပဲ နော်ဒီအတွက်တာဝန်ရှိနေပါတယ်ကျွန်တော်တို့အားလုံးနော်ဒီကုညီမှုတွေကို နော်တဆိုင်မမတ်ရှိမှလာမယ့်ကာလတွေမှာဆောင်ရွက်ကြပါအများကြီးအများကြီးကေစရေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့လိုအပ်နေတယ်အဲ့ဒီမှာကျွန်တော်တို့ရဲ့အကူအညီတွေများစွာမဖြစ်မနေလိုအပ်မှာပဲနော်ဒီတော့ကျွန်တော်တို့တွေအားလုံးဒီကုညီမှုတွေမှာပါဝင်ကြပါလို့ကျွန်တော်အလေးအနက်တိုက်တွန်းရင်းကျွန်တော်ညီကုန်းချုပ်အပ်ပါတယ်